စပါတဲ့နိပြပိုစတီကိုဂလိုအနေနဲ့ဒီရတီမှာယူရိုပါလိဖလာရယူပေးနိုင်ခဲ့ရင်လေအသင်းနိပြရတူကနေထုတ်ပယ်ခံရွယ်ရှိရလို့ပြည်တွင်သတင်းစာ The Telegraph ကဖော်ပြခဲ့ပါတယ် စပါတင်ဟာတရားဒီပရီးမီးယားလိပွဲစဉ်33ပြီးမှရာမှတ်38မှတ်သာရထားပြီးအဆင့်16နေရာအထိရောက်ရှိနေပေမဲ့ယူရိုပါလိပြိုင်ပွဲမှာတော့ပိုးဆွဲနိုင်ချေရှိနေတာပါ။ဒါပေမဲ့ The Telegraph ရဲ့ဖော်ပြချက်အရစပါတင်တာဝန်ရှိသူတွေက Postigo Glue ကိုစိတ်ပြတ်နေကြပြီးယူရိုပါလိဖလားရရင်လေတရားဒီကုန်းမှာအသေးနည်းပြရတုကနေထုတ်ပေးပွဲရှိကြောင်းသိရပါဗျ။ စပါတင်ဟာဒီယာဒီယူရိုပါလိတဲဝဲမှာဆီမီဖိုင်နယ်တက်ရောက်ထားပြီးနော်ဝေကလပ်ဘိုဒယ်ကလင်းအသင်းနဲ့တွေ့ဆုံနေတာပါစပါတင်အနေနဲ့ဆီမီဖိုင်နယ်ကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်ဘိုလူပွဲမှာမန်ချက်စတာယူနိုက်တက်ပြီးပါအုပ်ပွဲကအနိုင်ရတဲ့အသင်းနဲ့တွေ့ဆုံမှာဖြစ်ပြီးအဲ့ဒီပြိုင်ပွဲမှာပိုဆွဲဖို့ရေပန်းစားဆုံးဖြစ်နေပါတယ် ပိုစီဂိုဂလူးဟာနီးပြပွားမှာဒုတိယရာသီဆိုရင်စုဖလားတွေရယူလေးရှိတဲ့အစင်လာရှိပြီးအခုစပါနီးပြပွားဒုတိယရာသီမှာလည်းယူရိုပါလီဖလားကိုရယူဖို့ပြင်မှတ်ထားနေတာပါဒါပေမဲ့ယူရိုပါလီဖလားရခဲ့မယ်ဆိုရင်လည်းအဲ့ဒီဖလားကပိုစီဂိုဂလူးကိုစပါတင်နီးပြရာတုမှဆက်ရှိနေဖို့အတွက်ကဲတယ်မှာမဟုတ်ဘူးလို့ The Telegraph ကဖော်ပြခဲ့တာဖြစ်ပါတယ်